အင်္ဂလိပ်စာမိတ်ဆွေတို့ဘဝအတွက်အတားအဆီးတစ်ခုဖြစ်နေပြီလားအင်္ဂလိပ်စာမရလို့အခြေခံမပိုင်လို့ရုန်းကန်ရတာဖြစ်တဲ့အတွက်ကြောင့်အခွင့်လန်းတွေဆုံးရှုံးနေလို့ခံစားနေရပြီလားကိုကကြောင်းတက်နေတဲ့အရွယ်မှာအင်္ဂလိပ်စာသင်တန်းတော့တက်ရတာပြဿနာမရှိပေမဲ့လ25ကနေ30ကျော်ဝင်းကျင်ဖြစ်လာတဲ့ခါကျရင်အတန်းနဲ့သွားထိုင်ပြီးတော့အင်္ဂလိပ်စာလေ့လာရတာပဲဖြစ်ဖြစ်ဒါမှမဟုတ် online အတန်းမှာအဖွင့်နဲ့တက်ရတာပဲဖြစ်ဖြစ်ကျွန်တော်လေ့လာရတာနည်းနည်းအခက်အခဲလေးတွေတွေ့လာရတာဟုတ်တယ်မလား ဒီပြဿနာတွေဖြေရှင်းဖို့အတွက်ကိုယ့်အကိုအိမ်ကနေပြီးတော့ကိုယ့်ခြေလမ်းတွေကိုလေ့လာလို့ရတဲ့ online class ရှိတယ်။အင်္ဂလိပ်စာ 4K basic grammar speaking ဒါမှမဟုတ် ABC နဲ့စလေ့လာချင်တာလား။ကုန်လေ့လာလို့ရတဲ့အတန်းတွေကျွန်တော် JS မှာလက်ရှိဖွင့်ထားပါတယ် application တို့ website တို့ facebook တို့ကနေပြီးတော့လေ့လာလို့ရတာပေါ့နော်အဲ့တော့ဟိုသင်တန်းတက်ရင်ကောင်းမလားဒီသင်တန်းတက်ရင်ကောင်းမလားဆိုပြီးတော့ဗျာများနေမယ်စားကျွန်တော် JS မှာ2000ဝန်းကျင်လောက်ကနေစပြီးတော့3-5000ပေါ့ဗျာသင်တန်းအမျိုးမျိုးရှိပါတယ် တင်တန်းနေရာလဲတခါတည်းတင်တန်းကြီးသွင်းရတာဖြစ်ပြီးတော့မတက်မချင်းလည်လာလို့ရတဲ့ပုံစံလေးနဲ့တင်ပေးတယ်အဲ့တော့မိတ်ဆွေတို့စိတ်ဝင်စားရဲဆိုရင်ဒီ post ရဲ့ဒီ video ရဲ့အောက်မှာ ENG ဆိုပြီးတော့ comment မှန်းခဲ့မယ်ပြီးတာနဲ့ကျွန်တော်တို့ page ကို message ပို့ပြီးတော့ဆက်သွယ်စုံစမ်းလို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်အခုပြထားတဲ့ဒီ Viber number ကိုလည်းမိတ်ဆွေတို့သွားပြီးတော့ highlight လို့ရပါတယ်အားလုံးပဲခုလိုနားထောင်ပေးတဲ့ကျေးဇူးများကြီးတင်ပါတယ်